တာကဦးအသက်ကိုပြောတာဖြစ်မယ်နော် sighting ကြော့ sighting ကပါလေပေါ့နော်ကျွန်တော်တို့ဒီဦးအသက်ကိုထိုင်လို့ sighting လို့တောင်းလို့ရတယ် sighting sighting ရမယ်နော်ပြီးတော့နောက်တစ်ခုဦးအသက်ရောင်တာကိုကြတော့ကျွန်တော်တို့ sighting accept လို့တောင်းတယ်နော် sighting accept accept ဆိုတာကရောင်တာပေါ့နော် sighting accept ဆိုတာကဒီဦးအသက်ရောင်တာ ရမယ်နော်ဒီဥအသက်ပေါက်တာကိုကြတော့ကျွန်တော်တို့ sighting tag လို့တုံးလို့ရတယ်နော် sighting tag tag ဆိုတာကကွဲတာပေါက်တာအဲ့လိုမျိုးပေါ့နော် sighting tag နော်တခါတလေလဲ pen sighting လို့ပဲတုံးတာတွေ့ရတယ်နော် pen sighting ဥအသက်ဖြစ်တယ်ပေါ့နော်တဘောကဥအသက်ပေါက်တာကိုပြောတာ pen sighting ရမယ်နော်ပြီးတော့ဒီညမှာမေးထားတာက จะเอาไซติงออกพิมพ์ไม่ทันเนาะอุอัตก็อยู่เท่ายามเลยสุดแล้วปงสันบอเนาะจะเอาไซติงออกอุอัตก็อยู่เท่าไหมตัดไซติงออกสุดแล้วก็ดีอุอัตก็เพี้ยเท่าไหมอันนี้มีปงสันมาညမယ်เนาะအကျိုးရှိမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာဆက်ပြီးတော့တွေ့ပါမယ်เนาะဖုန်ဂျိမ်းစ်စวัสดีครับ